မြေယူရာဂျက်ကဝဲဟာခန္ဓာကိုယ်ပေါ်မှာဆေးများချဲ့သပြီးကပြရတဲ့ပွဲမျိုးမဟုတ်ပဲအဲ့ဒီရဲ့နောက်ွယ်မှာအစီရင် အစီမံများရှိလို့နေပြန်ပါတယ်ခန္ဓာကိုယ်မှာကြားဆေးများချဲ့သပြီးတဲ့နောက်မှာကြားအပွက်ကိုဥဆောင်တဲ့သူဟာဂျက်ကမဲ့သူများအားအခုလို အစီမံများပြုလုပ်ပေးနေတာကိုကျွန်တော်မြင်တွေ့ခဲ့ရပါတယ်အစိုးရခေါ်တဲ့စီတမျိုးကို ကြားကမြည်သူရဲ့နှကန်းတဝိုင်းမှာသုံလိမ့်ပြလိုက်တယ်ဆိုရင်ပဲကြားကမြည်သူဟာစိတ်ကိုမထိန်နိုင်တော့ပဲခြေလက်များလွတ်ကာစိတ်ရိုင်းဝင်มาတော့တယ်အဲ့ဒီစိတ်ရိုင်းကိုပြေပြောက်စေရန်အတွက်လောဘန်လို့ခေါ်တဲ့ဆေးမှုတ်တစ်မျိုးကိုမိခဲဘော်တင်ပြီးတွက်လာတဲ့မိကုံမိုင်းဖြစ်အရင်စိတ်ကို ပြေပြောက်အောင်ဆောင်ရွက်ပေးကြရပါတယ်အခုမြင်းမြူရဲ့ကြားကဝဲအကြောင်းကိုဆက်လက်ပြီးတင်ဆက်ပါမယ် ကြားကဝဲရဲ့ဘုံတိတန်ဟာသာမန်လူတစ်ယောက်ကိုတောင်စိတ်ချုပ်ချားနေပါလေ။အစပထမမှာတော့ဘုံတိတန်နဲ့အတူစီးချင်ကြီးစွာ ကပြနေတဲ့ကြားများကိုမုတ်ဆူးဟုခေါ်တဲ့သူတို့ကကြားကနေသူများအားပုံမိုစိတ်ပါလာစေရန်မြူဆွေမှုများပြုလုပ်ပြီး ဲ့ဒီနောက်မှာတော့ကြားဆရာနဲ့အခုတက်ပို့ပြီးပြင်းထန်မှုများဖြစ်ပေါ်လာစဉ်နိုးစွာပေးလိုက်တဲ့အချိန်မှာတော့နှစ်ယောက်စလုံးဟာစိတ်ကို မထိန်းနိုင်ကြတော့ပဲတတိလွတ်လွတ်များဖြစ်ကုန်ကြပါတယ်ခုလိုကြီးလက်လော်ဖြစ်ခြင်းကိုမြင့်ရူရစကားရမိုးနီစီးခြင်းလို့လည်းခေါ်ပါတယ်အခုကပြမဲ့ပြက်ွယ်ဟာ ြားကာပွဲရဲ့နောက်ဆုံးပြောက်ွယ်ပဲဖြစ်ပါတယ်။မြေရွာဒလိယကြားကာပွဲကိုဖျားကြောင်းရံမုံငွေပွဲများဖြစ်တာအဓိကကတ်တတ်ကြရပြီးစုချင်းမြေငွေကိုလည်းကြားကာပြသူကအခုလိုလက်ခံယူခြင်းမျိုးပဲဖြစ်ပါတယ်ခင်ဗျာ။